ြုပြင်စီရင်တတ်သောမင်းသည်လက်ကတော်ចောင်းသားဘဝတုန်းကစိန်လန်တော်တောင်တန်းများ ဆိုတဲ့နာမည်နဲ့အစာအုပ်တုပ်ဖတ်ခဲ့ပူပါတယ်အဲ့ဒီထက်မှာဆရာကြီးရွှေဦးတောင်းစောကြီးစေရစတဲ့စာရေးဆရာကြီးတွေရဲ့ဆောင်းပါးတွေကိုစုပေါင်းပြီးထုတ်ဝေတာတွေ့ရပါတယ်အဲ့ဒီတုန်းကလေးကမှတ်မိနေတဲ့ဆောင်းပါးတစ်ပုဒ်ရှိနေပါတယ်အဲ့ဒီဆောင်းပါးကိုဖတ်ဖူးခဲ့တာဆယ်စုနှစ်တခုကြုံနေပါပြီဆရာစောကြီးရဲ့ကောက်ရိုးတင်ခါရ တန်သင်္ခါရဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ဆရာတော်ကြီးကဒီဆောင်းပါးမှာမြမပြည့်ရဲ့ဖွံ့ဖြိုးရေးလှိုင်းကိုစာပေတဒနာနဲ့ပေါင်းဆက်တင်ပြတာကိုဖတ်ခဲ့ရပါတယ်။ကောက်ရိုးဆိုတာစိုက်ပျိုးရေးကဏ္ဍကိုညွှန်းတာဖြစ်ပြီးတန်ဆိုတာကတော့စက်မှုကဏ္ဍကိုညွှန်းတာဖြစ်ပါတယ်။လွတ်လပ်ပြီးခေတ်မြမပြည့်ဟာနိုင်ငံရေးတည်ဆောက်ရေးကိုလှုပ်ဆောင်ရမှာစိုက်ပျိုးရေးအခြေပြုနိုင်ငံအဖြစ်မှာတင်ရမနေပဲစက်မှုနိုင်ငံအဖြစ်ကိုကူးပြောင်းရမယ်လို့ ရည်ညွှန်းလိုအပ်ရှိပါတယ်။ဆရာတော်ကြီးရဲ့တင်ပြချက်ကအခုလိုပါ။တန်ဆိုတာလည်းသင်္ခါရဖြစ်တယ်။ကောက်ရုပ်ဆိုတာကလည်းသင်္ခါရဖြစ်တယ်။ဆိုလိုချင်တာကပျက်စီးတတ်သောသဘောရှိတာချင်းအတူတူပဲ။သို့တော်လည်းပဲတန်ရဲ့ပျက်စီးမှုဟာကာလကြာရှည်မှပျက်စီးတယ်။ကောက်ရုပ်ကတော့တိတ်မကြာခင်အတွင်းမှာဆွေးမြစ်ပျက်စီးတယ်။ဒီတော့ပြတ်တာချင်းအတူတူတောင်းအချိန်ကြာကြာခံတာနဲ့အချိန်တူတူပဲခံတာကွာဟတယ်လို့ ဆိုလိုတာတွေ့ရပါတယ်။ဒါကကျွန်တော်နားလည်သလိုပြန်ရေးထားတာဖြစ်ပါတယ်။မြမတွေဟာသင်္ခါရဆိုတဲ့စကားလုံးရဲ့အနက်ကိုပျက်စီးခြင်းအနက်သဘောလို့အများစုနားလည်ကြပါတယ်။တကယ်တော့သင်္ခါရရဲ့အနက်သဘောဟာဒီအတိတ်ပဲတစ်မျိုးတည်းကိုစောင်းတာမဟုတ်ပါ။စိစော ပြုပြင်တတ်သောသဘောစုလို့မုံလေးဆရာတော်ကြီးကဟောပါတယ်မဟာကဏယုံဆရာတော်အရှင်သနကပြီးဝန်တာကတော့ပြုပြင်စီရင်တတ်သောသဘောလို့အနက်ဖွင့်ပါတယ ပါဠိတက်ဩဟာရအဘိဓမ္မာတော့အကြောင်းပြုပြင်စီရင်တတ်သောသဘောလို့ဖွင့်ဆိုပါတယ်။တသနိကပါမောက္ခဒေါက်တာစန်းထွန်းကလည်းပြုပြင်စီရင်တတ်သောသဘောအစူးဆိုတဲ့အနက်ကိုညွှန်းတာဖတ်ရပါတယ်။အကြောင်းရှိမှအကျိုးဖြစ်မယ်လို့ဆိုလိုပါတယ်။အကြောင်းကိုပြင်နိုင်ရင် အကျိုးကိုလည်းပြင်နိုင်တယ်လို့သဘောရပါတယ်။အကောင်းနေရင်ပျက်စီးတတ်တာမဟုတ်ဘူး။အဆိုးတွေလည်းပျက်စီးတတ်ပါတယ်။ဒါဆိုရင်အဆိုးတွေကြတော့ဘာလို့ ကာလကြာမှပြက်ပြီးအကောင်းတွေကြတော့ဘာဖြစ်လို့ကပ်မြန်မြန်ပြက်ရတယ်လဲဒါဟာစဉ်းစားစရာဖြစ်ပါတယ်အတိတ်သမိုင်းကိုချဉ်ကပ်ကြည့်ဖို့လိုပါလိမ့်မယ်ကိုလိုနီစနစ်ကိုမာပြည်တွင်းလွှမ်းမိုးခံရတာနှစ်ပေါင်းတရာကျော်ပါတယ်ထို့နည်း၎င်းပဲစစ်အာဏာရှင်လောက်မှနေထိုင်ကြရတဲ့ကာလဟာနှစ်ပေါင်း90ကျော်ပါတယ်မြမပြည်ဟာပါလီမန်ဒီမိုကရေစီစနစ်ကို၁၀နှစ်ခတ်ဆွန်းဆွန်းလေးပဲရခဲ့တယ်လို့ ဒီမိုကရေစီအရသာဆိုးရဖြစ်တည်မှုကို၅နှစ်ပဲရခဲ့ပါတယ်။ဒါဟာဘာကြောင့်မလဲ။အရာအလုံးသင်္ခါရဖြစ်ရမှန်ပါတော့လေကျွန်တော်တို့ဟာခေအောင်စနစ်ကောင်းကိုအင်မတန်နေပါတဲ့အချိန်ကာလတစ်ခုပဲရခဲ့ပါတယ်။ခေဆိုးခေပြက်ခေကြက်ကိုနှစ်ပေါင်းများစွာကြာရောက်ခံရတယ်။အကြောင်းကဘာပါလဲ။ကျွန်တော်တို့ရဲ့သင်္ခါရဆိုတဲ့စကားလုံးပေါ်မှာနားလည်လက်ခံမှုဟာမာရွင်နေပါတယ်။တိမ်ဆောင်းနေတယ်လို့ယူဆပါတယ်။တနည်းအားဖြင့် သင်္ခါရရဲ့အနသဘောတစ်ခုဖြစ်တဲ့စိတ်စောပြုပြင်စီရင်ခြင်းဆိုတာကို လူအများသိနာမလဲပါဘုံကြီးတွေကလည်းခမများများတွင်ကျဲစွာ မဟောပါသင်္ခါရဆိုတာပျက်စီးတတ်တဲ့ဆိုတာကိုပဲလူအများနားဝင်နေကြပါတယ်မဟုတ်ပါကျွန်တော်တို့ဟာအကြောင်းကောင်းတွေကိုပြုပြင်စီရင်တတ်ရင်အကျိုးကောင်းတွေဖြစ်ပါလိမ့်မယ်နိုင်ငံရေးအရာပြောရရင်ဆရာနာရှင်အစိုးရအဖြစ်တောင်းနှစ်ပေါင်း90ကျော်တက်တန်းရှိအောင်သူတို့လုပ်နိုင်ခဲ့တာပဲ ဒါဟာသူတို့ဖန်တီးပြုပြင်တဲ့အကြောင်းညီညွတ်နေလို့ပေါ့တို့ကလည်းဒီမိုကရေစီစနစ်ဖက်ဒရယ်စနစ်ကိုရအောင်ပြုပြင်ဖန်တီးနိုင်တဲ့အကြောင်းတွေလောက်ရမှာပေါ့အဲ့ဒီလိုမလုံနိုင်ခဲ့လို့တို့ရဲ့ဒီမိုကရေစီစနစ်ဆိုတာတွေဟာခဏလေးနဲ့ပြည့်ရင်းသွားကုန်တာပါတနည်းအားဖြင့်ဖြည့်ဆည်းခံလိုက်ကြရတာပေါ့တို့အလုံးမှာဒီမိုကရေစီစနစ်ကိုစေ့စောဖန်တီးပြုပြင်နိုင်စွမ်းတွေညီညွတ်နေရင်တို့ရဲ့ဒီမိုကရေစီစနစ်လည်း၅နှစ်မက၂90လောက်ထိ ခံခြင်းခံမှာပေါ့ဆီယနာရှင်စနစ်ကိုနှစ်ပေါင်း90ကျော်အသက်သွင်းနိုင်ခဲ့ပြီမဲ့ဒီမိုကရေစီစနစ်ကို၄95နှစ်တောင် အသက်မသွင်းနိုင်တာဒူအလုံးရဲ့အကြောင်းဖန်တီးမှုတွေနဲ့ပြုပြင်ဆင်ရင်နိုင်မှုတွေမပြည့်စုံသေးလို့ဖြစ်မယ်လို့ယူဆမိပါတယ်တခါတရံကြတော့လဲတွေးမိပါတယ်ဒါသူတို့တော်တာမဟုတ်ဘူးတို့ကညံ့နေလို့ဖြစ်ကောင်းဖြစ်မယ်ဆက်ပြီးညံ့နေကြသေးရင်တော့ထပ်ပြီး ခံကြရအောင်ပဲထင်ပါတယ်ခမညာ။